န်ကုန်ဆောင်ဝါတို့ကဘောလုံးအကယ်ဒမီចောင်းသားအသစ်ပမာဏရွေးချယ်ပွဲ၌300ခန့်အရွေးခံဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်ဆုံးဝတ်တို့ကဘောလုံးအကယ်ဒမီចောင်းသားအစ်ပမာဏရွေးချယ်ပွဲမှာလူငယ်300ခန့်အရွေးခံခဲ့ရလို့မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကသိရပါတယ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အကယ်ဒမီများအတွက်ကျောင်းသားအစ်ပမာဏအဆင့်ရွေးချယ်နေတာဖြစ်ပြီးရန်ကုန်ဆုံးရွေးချယ်ခြင်းအစီအစဉ်တွေကိုဧပြီလ26ရက်ကနေ28ရက်အထိပြုလုပ်ခဲ့ရာလူငယ်300ကျော်လာရောက်ရွေးချယ်ခံခဲ့တယ်လို့ဆိုပါအထင်ပခိုးနယ်မော်လမြိုင်မှာထော့မတ်လအတွင်းကကျင်းပခဲ့တာဖြစ်ပြီးတောင်ကြီးမြကြီးနာမန္တလေးနယ်နေပြည်တော်ဒေသတွေကိုလည်းဆက်လက်တွားရောက်ရွေးချယ်မယ်လို့သိရပါတယ် အေယဝတီတိုင်းကရင်ပြည်နယ်စကိုင်းတိုင်းမကွေးတိုင်းတနင်္သာရီတိုင်းစတဲ့ဒေသအတွေမှာဒိုင်းဒေသကြီးနယ်ပြည်နယ်ဘော်လုံးအဖွဲချုပ်ထွေးရဲ့ပူပေါင်းအကူအညီမှုနဲ့ရွေးချယ်မှုတွေပြုလုပ်နေတယ်လို့လည်းသိရပါတယ်မြန်မာဘောလုံးအကယ်ဒမီတွေမှာ အတန်းပညာဘောလုံးပညာကိုအခမဲ့တင်ကြားပေးနေတယ်လို့နေစဉ်စားကြောက်ကျွေးမွေးမှုအတွက်လဲအေယဝတီဖောင်ဒေးရှင်းကလှူဒါန်းပေးထားတယ်လို့သိရပါတယ်ရှင်။